ကကကကလီထိုးလို့နည်းနည်းတော့ရှိမယ်လေနည်းနည်းတော့ရှိမယ်လေဟုတ်ကဲ့မင်္ဂလာပါကျွန်တော်စောစံခြင်းပါဒီနေ့ကျွန်တော်နောက်ထပ် reaction လုပ်ပြပေးသွားမယ်ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးကိုပို့ပေးလိုက်တဲ့ညီလေးကျေးဇူးများတင်ပါတယ်နောက်ဒီဗီဒီယိုလေးကိုကျွန်တော်အရှမ်းရမ်းကိုကြိုက်တယ်နှလုံးသားလည်း back နဲ့ back နဲ့ထိသွားတယ်ထပ်ဗီဒီယိုကောင်းကောင်းလေးရိုက်ဖြစ်လို့စီရအခုစီလည်းပို့ပေးပါတစ်ချိန်က အရန်ကိုနာမည်ကြီးနာမည်ကျော်နေတဲ့အာအစိုးတော်ကြီးတယောက်ပေါ့နော်ဆိုထားတဲ့တခြင်းအဲ့မှာကျွန်တော်တို့ကိုကင်ကြီးကကိုဝင်းစတိုင်နဲ့ပြန်လည်သူဆိုထားတာပေါ့နော်ကိုကင်ကြီးကဘယ်လိုပြန်လည်စမ်းသပ်ပြီးတော့ပြီးတော့ဆိုသွားမလဲဆိုတာကိုကျွန်တော်တို့အတူတူအခုပဲသွားကြည့်ကြရအောင်အာမမီးလေးပါကျွန်တော်မမီးလေးဖြစ် တလုံးမတက်တော့ကဲမယောဇင်းနစ်တဲမီစကွဲဘူနဲ့တမီရဲ့ဘွာမစ်မစ်ရာနိနိုင်တော့เออโอ้กูเยกูเยกูมลาดอเยกินยาตะมีกูเซเซลวนเนเชงมูยาราชีโอ้เย sùa so, chế yeah, hả Sàng chấp là mô tuổi Nó xe mê mô ở giang co <coughs> hả <coughs> Wow, a thế là là, a thế là là Thế nên là bé thù yêu, oh my god À, mẹ anh chào mẹ Ah, hemat 没有一口米呢，我也米也应该越吃不多的，可里里木里克的，把我心丢了的，你心木克巴的，耶。好的，太阳的，吉他鼓的，吉他的，哇，比吉他都彪，就这。 က်ပြင်းနေွယ်တရားတချီပါတူမြန်ဒီစပါမယ်စရောင်းတော့ပြောလို့ပြောမှာပြည့်တရတခြင်းတရစာသာပြည့်ရဲ့အရှင်ရဲ့လာတဲ့ဘလို့ပြောမှာဆိုရင်သူရဲ့ expression ကိုဘောတော့ပါပြီးတော့မျောသွားတယ်哦，哇，哦，没事没事。 ya de ya de vamos vamos ya gira ကျွန်တော်ကပဲတော့ဘာလုပ်လာလားသူကမှအစုံကောင်းလာလားအထဲကအထဲတွေကနေလာတာသူ ဆိုလဲတဲ့တခြင်းဒါပေမဲ့ကျန်ရင်တယောက်ဆိုပေမဲ့ပေါ့နော်ဟုတ်တယ်ဟာကျန်ရင်တယောက်ဆိုပေမဲ့သူကဗမာတခြင်းကိုကောင်းကောင်းပပီမဆိုနိုင်ဘူးဆိုပေမဲ့သူ့ရဲ့ဆိုလဲတဲ့တခြင်းအသံတွေကလည်းပဲအယံပြပြပြတ်သားနေတယ်ပြီးတော့သူ့ရဲ့ခံစားချက်ကအုံဟကိုအထဲကနေလာတဲ့ခံစားချက်မျိုးပေါ့နော်အနားထောင်နေဆိုရင် ဘလိုပြောလို့ဆိုရင်ဘာသာစကားကိုဘာသာမဟုတ်တဲ့ခါကျတော့ဘာသာစကားကိုပြောတော့ပြောတတ်တဲ့ခါကျတော့တချင်းကြီးပဲအဲ့လိုမျိုးဘယ်နဲ့လက်ကြီးစုံနေရတာလဲဘာသာကြီးလို့ပါမယ်ရှိလို့ပေါ့နော်ဒါသူတော်တော်လေးတော့လည်းစုံနိုင်တယ်တကယ်ဆရာကြီးပဲကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်လက်မြောက်တယ်ကျွန်တော်ပေးတယ်5 star ကဲကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုညီကောင်မတို့အားလုံးအချင်းပေးပြီးစောင့်ရှောက်နှားထောင်ပေးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ် โอเคကျွန်တော်ညီကောင်ပေါ်မှာအလုံးအားလုံးကိုစိတ်နှပြချမ်းမချမ်းသာပြီးဘဝမှာစိတ်ခွန်အပြည့်ဝဆိုတာနဲ့ဖြတ်တန်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုလေးတစ်ခုမှာပြန်ဆုံတွေ့ကြမယ်ခင်ဗျ bye bye